မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြင်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာတော့လိုချင်တဲ့ချစ်သူကို manifest ပြုလုပ်ရတာအရင်လွေကူပါတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်လိုချင်တဲ့ချစ်သူဆိုတာက ကိုယ်တစ်ဖက်သက်ကျိန်းနေတယ်ကိုယ့်ရဲ့ crush လေးဖြစ်ရှင်ဖြစ်မင်းကိုယ့်ရဲ့ရီစာဟောင်း ကိုယ့်ရဲ့အိမ်ထောင်ဖဲဟောင်းကိုယ့်ရဲ့ ex လေးဖြစ်ရှင်ဖြစ်မင်းတချို့တလေတွေဆိုရင်အဲ့ဒီကိုယ့်ရဲ့ချစ်သူနဲ့ relationship တစ်ခုတည်းမှာအတူတကွာရှိနေတယ်။ဒါပေမဲ့ အချင်းရေးအဆင်မပြေဘူး relationship အဆင်မပြေဘူးအဆင်မပြေတဲ့အခြေအနေတခုကိုရောက်နေတယ်။အဲဒီလိုအဆင်မပြေတဲ့အခြေအနေရောက်နေတယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ချစ်သူကိုကိုဟာမပိန်ဆိုင်ဘူးမရနိုင်ဘူးဖြစ်နေတဲ့အခြေအနေဖြစ်နေတယ်တော့ပြောလို့ရတယ်။အဲဒီတော့ကိုယ့်ရဲ့ချစ်သူကလေကိုအပေါ်ကိုလိုချင်တဲ့ပုံစံမျိုးပြုပြင်ပြောင်းလဲလာအောင် ပြုလုပ်တာလေလိုချင်တဲ့ချစ်သူကို manifest ပြုလုပ်တာဖြစ်တယ်။ ဒါကြောင့်လိုချင်တဲ့ချစ်သူဆိုတာကိုလိုချင်နေတဲ့ဘသူ့ကိုမဆိုဆိုလိုပါတယ် ဒီနေရာမှာလူတော်တော်များများယုံကြည်နေကြတာတခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကိုလိုချင်တဲ့ချစ်သူကို manifest ပြုလုပ်ဖို့ဆိုရင်အရင်ခက်ခဲတယ်အရင်ရှုပ်ထွေးတယ်အဲ့ဒီလိုယုံကြည်ကြတယ်တခြားအရာဝတ္ထုပစ္စည်းတွေကို manifest ပြုလုပ်မိဆိုရင်အရင်တွေကူတယ်ဒါပေမဲ့ကိုလိုချင်တဲ့ချစ်သူကတက်ရှိဖြစ်နေလို့လူသားဖြစ်နေလို့အဲ့ဒီလိုတက်ရှိတယောက်လူသားတယောက်ကို manifest ပြုလုပ်ရတာမလွယ်ကူဘူးခက်ခဲတယ်ရှုပ်ထွေးတယ်အဲ့ဒီလိုထင်တဲ့ကြတယ် ဒီလိုတွေးထင်နေတာတွေကမမှန်ခင်ပါဘူးဒီလိုအတွေးတွေရှိနေလို့သာလိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်တဲ့အခါခက်ခဲနေတာတွေပဲဖြစ်တယ်တကယ်တော့ကိုလိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်ရတာက ထင်ထားတာထက် ပိုမိုလွယ်ကူပါတယ်ဒါအပြင်တချို့တတွေတွေကစဉ်းစားတာတွေရှိတယ်မတမာတဲ့နိနေနဲ့ပြုလုပ်တယ် brain shower လုပ်တယ်စသဖြင့်ပုံစံအမျိုးမျိုးနဲ့ထင်နေကြတာတွေရှိတယ်ဒါတွေလေလုံးဝမဟုတ်ပါဘူး လူရှင်တဲ့ချစ်သူကို manifest ပြုလုပ်တယ်ဆိုတာက brainwash လုပ်တာလေးမဟုတ်တလို့မတမာတဲ့နီးနေနဲ့ပြုလုပ်တာလေးမဟုတ်ပါဘူး manifestation သဘောတရားအရပြောမေဆိုရင်တစုံတရာကကိုယ့်ကိုမချစ်ဘူးဆိုတာကအဲ့ဒီလူကကိုယ့်ကိုမချစ်ဆိုတဲ့အတွေ့တွေကိုဟာတစ်ဖက်လူရဲ့ချစ်ချင်းမေတ္တာတွေကိုမရဘူးဆိုတဲ့အတွေ့တွေတစ်ဖက်လူကကိုယ့်အပေါ်မှာမကောင်းဘူးဆိုတဲ့အတွေ့တွေစသဖြင့်အဲ့ဒီလို negative အတွေ့တွေကြောင့်တစ်ဖက်လူကကိုယ့်ကိုမချစ်တာပဲဖြစ်တယ်လို့ယူဆပါတယ် တီတော့ကိုယ့်ရဲ့အတွေးတွေကိုပြန်ပြောင်းလိုက်မယ်တစ်ဖက်လူကကိုယ့်ကိုချစ်နေတယ်တစ်ဖက်လူကကိုယ့်အပေါ်တင်ဖို့ထားတယ်ကိုယ့်ဒီအချစ်ခင်ရတဲ့သူတယောက်ဖြစ်တယ်စသဖြင့်အဲ့ဒီလိုယူဆချက်တွေပြောင်းနေလိုက်တဲ့အခါတစ်ဖက်သူက ကိုယ့်ကိုချစ်လာတဲ့ပုံစံမျိုးအနေနဲ့သာပြုလုပ်ကြတာဖြစ်တယ်ကိုယ်စဉ်းစားလိုက်တဲ့အတိုင်းကိုယ့်ဘဝမှာရရှိလာတယ်ဆိုတဲ့ယူဆချက်ကြောင့်ကိုယ့်ရဲ့စဉ်းစားပုံ တွေးခေါ်ပုံတွေကိုပြောင်းလဲပြီးရင်ကိုလိုချင်တဲ့အချစ်ကိုရယူတာပဲဖြစ်ပါတယ် လူရှင်တဲ့ချစ်သူကို manifest ပြုလုပ်ပြီးရယူနေဆိုတာကသူ့တို့ရဲ့လွတ်လပ်တဲ့ဆန္ဒတွေကိုရှိုးဖောက်နေတာ မဟုတ်ပါဘူး။မကောင်းတဲ့အောက်လဲပညာတွေမကောင်းတဲ့ဆေးဝါးတွေကိုတုံ့ပြင်းရင်တစ်ဖက်လူရဲ့အချစ်ကိုရယူတာလည်းမဟုတ်ပါဘူး။ကိုယ့်ရဲ့စဉ်းစားတွေးခေါ်ပုံကိုယ့်ရဲ့ပြုမှုပုံ ကိုပြောနေတဲ့စကားလုံးတွေကိုရဲ့အမှုအရာတွေအလေးအကျင့်တွေကိုပြောင်းလဲလိုက်ရှင်းအပြင်ကိုရဲ့ပဲ့ဝန်းကျင်မှာရှိနေတဲ့လူတွေကကိုအပေါ်ဆက်ဆံတဲ့ပုံစံကိုပြောင်းလဲစေရှင်းအပြင်သာ manifest ပြုလုပ်ကြတာဖြစ်ပါတယ်။ဒါကိုဥပမာအနေနဲ့ပြောရမယ်ဆိုရင်ရက်ွက်ထီမှာအယက်သမားတယောက်ရှိတယ်ဆိုပါစို့ အဲ့ဒီအယံသမားကနိစင်နဲ့အမြောက်အိုဟေးဆေးရည်နေတယ်အဲ့ဒီတော့အဲ့ဒီအယံသမားကိုလူတိုင်းကလေးယွန်းတယ်ဘသူကမှလေးသဘောမကျဘူးအဲ့ဒီလိုတခေးကိုအဆင်မပြေတဲ့အရှိအနီကိုရောက်သွားတယ်ဆိုပါစို့ဒီတော့အဲ့ဒီအယံသမားကမင်းတို့ငါ့ကိုလေးစားပါငါ့ကိုယိုသေးပါဆိုတော့ဘသူကလေးယိုသေးမှာမဟုတ်ဘူးသူ့စိတ်ထင်းမှာလူအများရဲ့လေးစားတာယိုသေးတာကိုရရှိရင်သူ့ရဲ့ ဆေးရည်တိမ့်ထွားနေတဲ့အကျင့်တွေသူအရက်တော့မူးယူးနေတဲ့အကျင့်တွေကိုပြောင်းလေးလိုက်မိအဲ့ဒီလိုပြောင်းလေးပြီးနောက်တစ်ဆင့်အနေနဲ့လူတွေကိုကူညီမင်းရက်ွက်ထိမှရှိနေတဲ့လူတွေလေးစားအောင် ကိုချင်းတရားကောင်းအောင်နေပြမည်ဆိုရင်ကိုရဲ့ပုံစံကိုရဲ့အတွေ့တွေကိုရဲ့အပြုတ်မှုတွေပြောင်းလေးလိုက်တဲ့အခါကိုပဲဝင်းချင်းမှရှိနေတဲ့လူတွေကလေကိုအပေါ်လေးစားလာမှရိုသေလာမှပေါ့ ဒါကြောင့်လိုချင်တဲ့ချစ်သူကို manifest ပြုလုပ်တယ်ဆိုတာကမတမာတဲ့နိမ့်နေတဲ့သူ့ကိုအယယူဖို့စ조사နေတာ မဟုတ်ပါဘူး။ကိုယ်ပင်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့ဆက်ဆံမှုဟာကိုယ့်ရဲ့ manifestation ပဲဖြစ်တယ်။အဲ့ဒီတော့လူတွေက ကိုယ့်အပေါ်မကောင်းတာဆက်ဆံလာရင်ကိုယ့်ရဲ့ manifestation ဟာမကောင်းတာတွေကိုပြုလုပ်ခေလို့တဖက်လူကကိုယ့်အပေါ်မှာမကောင်းတာဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့ manifestation ပုံစံကိုပြောင်းလဲဖို့လိုအပ်တယ်။ ကိုချစ်သူကိုကိုကဖန်တီးထားတာဖြစ်တယ်။သူကလေးကိုကိုဖန်တီးတယ်လို့ကိုကလေးသူ့ကိုဖန်တီးတာပဲဖြစ်တယ်။အဲ့ဒီတော့ဖန်တီးတယ်ဆိုတဲ့နေရာမှာကိုလိုရှင်တဲ့ပုံစံကိုအသိဉာဏ်ရှိရှိသတိရှိရှိရွေးရှိဖန်တီးဖို့ပဲလိုအပ်တယ်။ကိုစိတ်ထဲမှာတွဲတော်စဉ်းစားခံစားလိုက်တဲ့အရာဟုသမျှဟာဖန်တီးမှုလုပ်ငန်းစဉ်ဖြစ်တယ်။ဒါကြောင့်ဖန်တီးမှု လုပ်ငန်းစဉ်ဆိုတဲ့ manifestation လုပ်ငန်းစဉ်ဟာစိတ်ကူးယဉ်မှုကိုပဲအရှိခဲတယ်။ ီလိုဆိုရင်ပင်ဝင်းကျင်ကလူတွေကကိုချစ်ခင်တဲ့သူတွေကကိုကြုံတွေ့နေတဲ့သူတွေကကိုအပေါ်မလေးစားဘူးမကောင်းတဲ့ပုံစံတွေနဲ့ဆက်ဆံလာနေဆိုတာကကိုရဲ့စိတ်ကူးယဉ်မှုထိမှအဲ့ဒီလိုပုံစံတွေရှိနေခဲ့တော့ပြီကိုရဲ့ပင်ဝင်းကျင်ကလူတွေကကိုအပေါ်ကောင်းမွန်စွာဆက်ဆံလာတာကိုကြုံတွေ့ရတယ်ဆိုတာကကိုရဲ့စိတ်ကူးယဉ်မှုထိမှသူတို့ဖက်ကကောင်းမွန်စွာဆက်ဆံနေတဲ့အရာတွေကိုတွေ့တော်စင်စားစိတ်ကူးယဉ်ခဲ့တော့ပြီ ဒါကြောင့်ကိုယ့်ရဲ့ reality ကိုယ့်ရဲ့ဖြစ်တည်မှုအထိမှကိုမလိုတဲ့အရှိအနေတွေကို တွေးကြုံရတယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကူးယဉ်မှုကိုပြန်ပြောင်းရမယ်။ဒါက manifestation ပြုလုပ်တယ်ဆိုတဲ့ဖန်တီးမှုလုပ်ငန်းစဉ်ရဲ့သဘောတရားကိုပြောပြတာဖြစ်တယ်။အဲ့ဒီတော့ကျွန်ုပ်တို့အနေနဲ့ကိုလိုရှင်တဲ့ပုံစံကိုတတိရှိရှိညင်ရှိရှိနဲ့ရွေးရှည်ပြီးဖန်တီးဖို့လိုတယ်။ လူတော်တော်များများကကိုချစ်ခင်တဲ့ကိုလိုချင်တဲ့ကိုရဲ့တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါ "तू ကငါ့ကိုဘယ်တော့မှဆက်သွေးမှာမဟုတ်ဘူး။ तू ကငါ့ကိုဘယ်တော့မှချစ်မှာမဟုတ်ဘူး။ तू ကငါ့ကိုလင်းခွေဖို့ပဲစဉ်းစားနေတယ်။ငါ့ကိုမတွေ့ရှင်ဘူး။အဲ့ဒီလိုပြောဆိုစဉ်းစားတဲ့ကြတယ်"ဒါကြောင့်လူရှင်တဲ့ချစ်သူနဲ့ပတ်သက်လို့ manifest ပြုလုပ်တော့မေဆိုရင်ဒီကိစ္စကအရင်ခက်ခဲတယ်မဖြစ်နိုင်ဘူး အဲ့ဒီလိုတွေးထင်နေတာတွေဖြစ်တယ်ဒီလိုပုံစံမျိုးမဖြစ်နိုင်ဘူးမရနိုင်ဘူးလို့တွေးထင်နေသမျှမဖြစ်နိုင်တာတွေမရနိုင်တာတွေပဲ manifest ဖြစ်လာနိုင်တယ်ခက်ခဲနေပါတယ်လို့တွေးထင်နေသမျှခက်ခဲတာတွေပဲ manifest ဖြစ်လာမယ်ကိုလိုရှင်တဲ့အရာဖြစ်လာမှာမဟုတ်ဘူးဒီလိုကိုလိုရှင်တဲ့အရာတွေရလာဖို့ဆိုရင်ကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲလိုက်ဖို့လိုတယ်လိုချင်တဲ့ချစ်သူကို manifest ပြုလုပ်ရတာလွေကူပါတယ်ဆိုတဲ့အတွေးကိုပြောင်းလဲလိုက်ပါ တကယ်တော့မိတ်ဆွေလို့ရှင်နေတဲ့ reality ဆိုတာရှိနေပြီးသားပဲဖြစ်တယ်။ parallel reality ရဲ့သဘောတရားအရာကိုလို့ရှင်တဲ့ reality ကိုလို့ရှင်တဲ့ဖြစ်တည်မှုတွေဟာရှိနေပြီးသားပဲဖြစ်တယ်။အခုအချိန်မှာမိတ်ဆွေဟာကိုယ့်ရဲ့ချစ်သူနဲ့အဆင်မပြေဖြစ်နေတဲ့ reality တစ်ခုကိုကြုံတွေ့နေရတယ်ဆိုပေမဲ့သူဖဲကကိုကိုအရင်ကိုလိတ်လျိုးပေးတာသူဖဲကလိုအဲနေတာသူကကိုအချစ်ကိုလိုချင်လို့လိတ်လင်တောင်းပေးနေတာအဲ့ဒီလို reality ကလေရှိပြီးသားပဲဖြစ်တယ် မိတ်ဆွေရဲ့စိတ်ထဲမှာစိတ်ကူးညီနိုင်သမျှအရာအလုံးနဲ့သက်ဆိုင်တဲ့ reality တွေဟာရှိနေပြီးသားပဲဖြစ်တယ်။အဲဒါကြောင့်ကိုသည်ဘလို့ reality မျိုးကိုလိုရှင်တယ်လေဘလို့ဖြစ်တည်မှုမျိုးကိုလိုရှင်တယ်လေကို့အနေနဲ့တတိရှိရှိဉာဏ်ရှိရှိစဉ်းစားဆုံးဖြတ်ဖို့ပဲလိုအပ်ပါတယ်။အဲဒီလိုစဉ်းစားဆုံးဖြတ်ပြီးလိုက်တဲ့နောက်မှာ ကိုစဉ်းစားလိုက်တဲ့အတိုင်းအတိအကျသာ ကိုရဲ့စိတ်ထဲမှာစိတ်ကူးညီလုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။ စိတ်ကူးရင်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတယ်ဆိုတာက မျိုးစည်းတစည်းကို ကောင်းမွန်တဲ့မြေနေရာပေါ်မှာမျိုးစည်းချလိုက်တာနဲ့အတူတူပဲဖြစ်တယ်။မြေကြီးပေါ်မှာမျိုးစည်းချလိုက်တဲ့အခါအဲ့ဒီမျိုးစည်းဟာအချိန်တန်ရင် အပင်ပေါက်လာရမှတကယ်တော့ကိုယ့်ရဲ့ခေါင်းထေးမှာစိတ်ကူးရင်လိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီစိတ်ကူးရင်ဒါဟာတစ်ချိန်ချိန်မှာအကောင့်အထည်ပေါ်လာရမှာပဲဖြစ်တယ်။ဒါပေမဲ့စိတ်ကူးရင်တိုင်းဘာဖြစ်လို့မပေါ်သလဲ။ ဲ့ဒီလိုဆိုရင်မျိုးစည်းချလိုက်တဲ့အစီတိုင်းကတော့ဘာဖြစ်လို့အပင်မပေါက်တာလဲဒီသဘောတရားတွေနဲ့အတူတူပဲဖြစ်တယ်ကိုမျိုးစည်းချလိုက်တဲ့နေရာဟာမြေကြီးမဟုတ်ဘဲနဲ့ကြောက်ပြားကြီးပေါ်မှာချလိုက်ရင်လေအဲ့ဒီမျိုးစည်းကအပင်ပေါက်လာမှာမဟုတ်ဘူးကြောက်ပြားပေါ်မှာရောက်လာတဲ့မျိုးစည်းကအပင်ပေါက်ခင်းရင်တောင်မှခက်ခဲခဲခဲပေါက်ရသလိုပေါ့နော် ကိုယ့်ရဲ့စိတ်ကပေါ့နော်မဖြစ်နိုင်ဘူးမဟုတ်နိုင်ဘူးခက်ခဲတယ်ဆိုတော့အတွေးတွေရှိနေတဲ့အဲ့ဒီစိတ်ပေါ်မှာဖြစ်လာတဲ့အတွေးတွေကလေကောင်းဝင်စွာရှင်သင်ပြီး manifest ဖြစ်လာနိုင်မှာမဟုတ်ပါဘူးမျိုးစည်းတစည်းအပင်ပေါက်လာဖို့အတွက်မြည်ကြီးကလေကောင်းဝင်နေဖို့လိုသလိုနောက်ထပ်အဲ့ဒီမျိုးစည်းကိုအာဟာရဖြစ်စီမိရေလေးနေအဲ့ဓာတွေလေးလိုအပ်သေးတယ်ဒီအတိုင်းပဲကို့အနေနဲ့စဉ်းစားတွေးတောလိုက်တဲ့စိတ်ကူးယဉ်မှုတစ်ခုဟာ အမေတကြီးကိုရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာ အကောင့်ထေပေါ်လာစေဖို့အတွက်ကိုရဲ့စိတ်ကကောင်းဝင်နေရမယ်ပြီးရင်အဲ့ဒီ positive emotion တွေယုံကြည်ချက်တွေအပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားတွေကလည်းရှိနေဖို့လိုအပ်တယ်ဒါကြောင့်လူရှင်တဲ့ချစ်သူကို manifest ပြုလုပ်ရတာခက်ခဲပါတယ်မဖြစ်နိုင်ဘူးအဲ့ဒီလိုအတွေးတွေကိုလုံးဝမတွေးပါနဲ့တကယ်တော့ manifestation လုပ်ငင်းစဉ်ဆိုတာတစ်ချိန်စိတ်ကူးရင်ုံနဲ့ပြီးမြောက်တဲ့ကိစ္စပဲဖြစ်တယ် မိတ်ဆွေတို့လေးဘဝမှာကြုံဖူးတဲ့အရာတွေရှိပါလိမ့်မယ်ကိုယ့်အနေနဲ့တစ်ချိန်စိတ်ကူးညင်လိုက်တာနဲ့ကိုယ့်ဘဝမှာအဲ့ဒီအရာတွေဟာ manifest ဖြစ်လာတာတွေကြုံဖူးပါလိမ့်မယ်ဥပမာဆိုပါစို့ကိုဝင်ရှိနေပါတယ်လို့သိလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီကလေးကိုမွေးကိုမွေးမှာပဲဒါပေမဲ့ကိုဝင်ဆောင်စဉ်ကာလအတွင်းမှာကိုဝင်နဲ့မတည့်တဲ့အစာအသောက်ဆေးဝါးတွေကိုစားတောက်သုံးဆောင်မိမိဆိုရင်အဲ့ဒီကလေးကမွေးလာဖို့ဆိုတာခက်ခဲတယ်အဲ့ဒီလိုသဘောမျိုးပါပဲ ကိုယ်အနေနဲ့စိတ်ကူးရင်လိုက်တာနဲ့အဲ့ဒီစိတ်ကူးရင်မှုဟာတစ်ချိန်ချိန်မှာအကောင့်ထေပေါ်လာမှာပဲဖြစ်တယ်။ဒါပေမဲ့ကိုယ်စိတ်ကူးရင်ထားတဲ့အရာပေါ်မှာဖြစ်ပါမလားဟုတ်ပါမလားမဖြစ်နိုင်ဘူး။ဘယ်တော့ဖြစ်လာမလဲစသဖြင့်အဲ့ဒီစိတ်ကူးရင်မှုနဲ့သက်ဆိုင်တဲ့ဆင်ကျင်ဘက်အရှိအနေတွေကိုတွေးတောလိုက်ပြီဆိုရင်တော့ကိုယ်ဝင်နဲ့မတည့်တဲ့ဆေးဝါးအစာအသောက်တွေကိုမှီဝေးသုံးဆောင်နေတယ်လို့ကိုယ့်ရဲ့ manifestation လုပ်ငန်းစဉ်နဲ့မတည့်တဲ့အရာတွေကိုပြုလုပ်နေတာဖြစ်တယ်။ ဒါကြောင့်လူချင်းတဲ့ချစ်သူကို manifest ပြုလုပ်ရတာခက်ခဲတယ်ဆိုတော့အတွေ့ကိုလုံးဝမတွေ့ပါနဲ့ဒါကြောင့်ကိုလိုချင်တဲ့ချစ်သူကိုရနေပြီဖြစ်နေပြီပိုင်ဆိုင်နေပြီကိုလိုချင်တဲ့ချစ်သူနဲ့အဆင်ပြေနေတယ်ဆိုတော့ စိတ်ကူးရင်မြင်ကွင်းမျိုးကိုသာတတိရှိရှိရွေးရှည်ပြီး manifest ပြုလုပ်ပါ အချိန်တည်းရင်ကိုလိုချင်တဲ့အရာတွေဟာကိုယ့်ရဲ့လက်တွေ့ဘဝမှာအကောင့်အထည်ပေါ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှင်ကုန်းရှုပ်ပါလေဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်